အရီနီယန်ဆိုတာကမ္ဘာပေါ်မှာအစားဆုံးနဲ့ဈေးကြီးဆုံး element လို့ပြောကြတာပဲအဲ့တော့မကြီးစည်းလောက်အတုံးလေးကပေါင်100လောက်တန်ဖိုးရှိတယ်တဲ့နောက်ထပ်တော့ဒါတို့တွေ့တဲ့ဟာတွေပေါ့အဲ့တော့သူ့ရဲ့ super power ဘာလဲသူ့ရဲ့ super power ဘာလဲဆိုတော့အပူချိန်ကိုတကောင်ခံနိုင်ရှိတာပဲအဲ့တော့သူ့ရဲ့အပူခံနိုင်စွမ်းရည်ကတကယ်ဘောပေါ့ ဆိုရင်တအားမြင်အဲ့တော့ကမ္ဘာပေါ်မှာအပူဆုံးကဘာလဲဆိုတော့လူလုံးပစ္စည်းတွေတွေမှာဂျက်အင်ဂျင်ရဲ့အတွင်းထဲကအပူနှုံးကအပူဆုံးပဲအဲ့တော့ဂျက်အင်ဂျင်ကိုဘာနဲ့တိဆောက်ထားလဲဆိုတော့တာပိုင်ဘလိတ်တွေတိဆောက်ထားတာပိုင်ဘလိတ်တွေနဲ့လေယိုဖိကျစ်ပြီးတော့မှအရန်ပူအောင်လုပ်ပြီးတော့မှအဲ့ကောင်ဖောက်ခွဲပလိုက်တာအဲ့ဒီဘလိတ်တွေကအပူအရန်ခံနိုင်ဖို့လိုတယ် အဲ့လိုအပူခံနိုင်ဖို့အတွက်လိုတဲ့ပလိတ်တွေကိုဆရာကခုနပြောတဲ့ renian နဲ့အစမတူညီတဲ့အလိုင်းတွေပေါင်းပြီးတော့မှဖန်တီးထားနော်ထားပါတော့တော့အပူချိန်100 degree celsius လောက်ရှိနော်ဒီကောင်နေရာဘလောက်ကိုဖိအားဘလောက်ကို ူတဲ့အနေအထားမှာဒီကောင်လေးအလုပ်လုပ်နိုင်တယ်ဆိုတော့စဉ်းစားကြည့်လိုက်အဲ့တော့ renewal ကြောင့်ပို့ပြီးတော့စွန့်ရည်မြင့်တဲ့ engine တွေကိုဒီဆောင်နိုင်တဲ့အတွက်ကြောင့် latency တွေအများကြီးဟို program ဟိုစီစားတက်တာပေါ့ကွာအလွယ်ပြောရရင်တော့အဲ့ဒီလိုစီစားတက်တာရဲ့အတွက်ကြောင့် lane number တွေဈေးချိုလာတယ်အရန်ပိုးတယ်လားအဲဘယ်ရရလဲဆိုချီလီရရအဲ့တော့ဂျင်းီ တတမှာဒီကောင်0.5 gram ပဲပါတယ်ဟုတ်ဒီတနေ့လုံးမှာကမ္ဘာပေါ်မှာရသည်မရ renin အားလုံးပေါင်းလိုက်ရင်တော့မှာအဲ့ခန်းတစ်ခုတည်းထည့်ထားလို့ရတော့တဲ့ဟာပဲရှိအဲ့တော့ပြဿနာတစ်ခုကိုဖြေရှင်းရင်းနဲ့တခြားပြဿနာတစ်ခုကိုဖန်တီးမိရတာဖြစ်သွားတယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့တော့ဒီစီလောင်စာတွေတော့ညော့သွားတယ်ရီနီယံ2ဖို့အတွက်တခါထပ်ပြီးတော့ problem တွေထပ်ဖြစ်လာ